PUBG Mobile ရဲ့ update version 4.1နဲ့အတူ Classic မှာအမြဲတမ်းတွေ့ရပြီးတိကိုတည်ထားရမယ့် feature အသစ်နဲ့ပြောင်းလဲမှုများ။နံပါတ်1 PUBG Mobile အနီးကပ်မှာလူကြိုက်တော်တော်လေးကိုများတဲ့ shotgun ရဲ့ damage ကိုဒီ update ကနေနည်းနည်း short ချလိုက်ပြီးဖြစ်ပါတယ်။ဒီလိုမှ player rate အနေနဲ့ဒီရဲ့ shotgun ကိုစက္ကန့်ကြောင်းမလားမခိုင်းတော့ဘူးလား။ဒါနဲ့ပတ်သက်ပြီးမှတော့စောင့်ကြည့်ရပါလိမ့်မယ်။ နံပါတ်2ဒီအပ်ဒိတ်ကနေ farmers မှာကြီကပ်အပူထည့်လို့ရရဖြစ်ပါတယ်စုစုပေါင်းကြီ51တောင်းအထိတွေ့မြင်ရပါလိမ့်မယ်နံပါတ်3အရာတနက်အားလုံးရဲ့အဝေးပစ်တဲ့အခါရရှိတဲ့ damage ကို short ချပေးထားပါတယ်ဥမာပြောရမယ်ဆိုရင်အရာတနက်ဒီမှာ 4H to 6H တို့တိုက်ရင်မှာတကယ်ကျတော့အဝေးတွေပါတယ်ပစ်တယ်ဆိုရင်တော့ပုံမှန်အထက်ဆိုင် damage နည်းနည်းပဲရရှိမှာဖြစ်ပါတယ် ဧရာတနက်ကတော့တငယ်ချင်းတွေအားလုံးသိတဲ့အတိုင်းပဲ M416 တို့ AKM တို့ Scarlet တို့ M762 တို့အစရှိတဲ့တနက်တွေကိုပြောတာဖြစ်ပါတယ်။နံပါတ်၄ DMR တွေဖြစ်တဲ့ SLR တို့ SKS တို့ MK14 တို့ရဲ့တည်ငြိမ်မှုကိုပိုကောင်းစီမှာဖြစ်ပါတယ်။ mini 14ကိုတော့ဒီထဲမှာထည့်ပြိုးထားတာမျိုးမရှိပါဘူးအဓိကအပြင်တော့ SKS SLR MK14 နဲ့တကယ်ကြီးရန်သူကိုပစ်တယ်ဆိုရင်တော့တစ်ချက်ပစ်ပြီးတိုင်းပစ်ပြီးတိုင်းပေါ့ဗျာပိုပြီးမှအရင်အထတိဆိုင်တနက်ကညင်မှာဖြစ်ပါတယ် PUBG Mobile ဘက်ကနေ AR တနက်အားလုံးရဲ့အဝေးပစ်တဲ့ damage ကိုရှော့ချပြီးမှဒီရဲ့ DMR တွေခြင်စေခြင်းလည်းလို့ထင်ပါတယ်ကျွန်တော်မြင်ရပြောရမယ်ဆိုရင်တော့ဒီရဲ့ DMR တွေကို player တွေခြင်ကြမယ်ဆိုတာသိကြပါတယ် DMR ရဲ့ meta လာတော့မယ်လို့လည်းပြောလို့ရပါတယ်ဗျာ နံပါတ်9 17နဲ့မှာကြည့်မယ်ဆိုရင် low ammo notice sound ဆိုရင်ဗာဒီက17အတိတ်တစ်ခုထွက်ရှိထားတာရှိပါတယ် enable disable ပေါ့ဗျာဒီကောင် enable လုပ်ထားတယ်ဆိုရင်တော့ဆိုကြပါစို့တကယ်ကျွန်တော်တနက်ပြည့်နေတဲ့ကြီးကနေသွားပြီး15000အောင်10000အောင်ရောက်သွားပြီးဆိုရင်ဒီကတနက်အတန်ကပြောင်းသွားမှာဖြစ်ပါတယ်ဒီပုံစံတနက်အတန်ပြောင်းတာမလို့ရှင်မှုဆိုရင်တော့ဒီက17ကို disable လုပ်ထားပြီးပါနံပါတ်6 scope ပွင့်တဲ့အခါကိုက cross hair ကိုဘယ်နေရာချိန်ထားလဲအဲ့နေရာကွတီပွင့်မှာဖြစ်ပါတယ်အရင် update တွေမှာကြည့်မယ်ဆိုရင်တော့နည်းနည်းကွာပြီးမှဒီရဲ့ပေါ့ဗျာ scope တွေပါတွေကပွင့်တာမျိုးရှိပါတယ်ဒါပေမဲ့ဒီ update ကနေကြည့်မယ်ဆိုရင်တော့ကိုက cross hair ော့ဘယ်နေရာထောက်ထားလဲစကော့အပန်လွန်လိုက်တာနဲ့အနေရာကွက်တီပွင့်မှာဖြစ်ပါတယ်။နံပါတ်9အီရန်ဂယ်မြေဥမှာလဲ energy berry stay ကိုတွေ့မြင်ရမှာဖြစ်ပြီးဒီကောင်နေစိုင်းမှာကိုယ့်ရဲ့ energy ကို boost လုပ်လို့ရပါတယ်။နံပါတ်10ဒီ update ကနေ crate တွေကို PUBG PC version နဲ့ရလို့ထမ်းလို့ရမှာဖြစ်ပါတယ်။ကိုယ်စိတ်ဖြစ်တဲ့နေရာသွားရင်မှာဒီက crate ကိုချရင်မှာဖြစ်စီရပါတယ်။ကောက်လို့ရပါတယ်။နံပါတ်9အီရန်ဂယ်မြေပုံလမ်းတချို့မှာဒီက rook track တွေတွေ့ရမှာဖြစ်ပြီး attack လုပ်လိုက်တယ်ဆိုရင်တော့ loot တွေချမှာဖြစ်ပါတယ်။ loot တွေဘာတွေယူလို့ရပါတယ်။ကားကိုတော့တားလို့မရပါဘူးဗျာ။ဒီက track ကဒီစီလုံးကိုဖျက်ဆီးပြီးမှလဲဒီပေါ်တက်ပြီးမှလူ တေပါတွေ share ယူလို့ရပါတယ်။ နံပါတ်30 Erangel မြေမှာကျွန်တော်အားလုံးခေါ်နေကြ Water City Water Town ကိုကြည့်ရမယ်ဆိုတော့ဒီ update ကနေတွေ့မြင်ရတာမျိုးမရှိပါဘူးဒီနေရာအစားဝင်လာတော့ Boat Yard ပဲဖြစ်ပါတယ်ပုံစံအနေအထားတော့တော်တော်လေးကိုမိုက်ပါတယ် Fight DIY လည်းလုပ်ကောင်းမယ်ဆိုတာသိကြပါတယ်ဗျာနံပါတ်17 Satin နဲ့ Cross Hair မှာကြည့်ရမယ်ဆိုရင် Cross Hair Style ပုံစံအသစ်တွေ့မြင်ရမှာဖြစ်ပါတယ်နံပါတ်12အရင် update တွေမှာကြည့်ရမယ်ဆိုရင် Glider နဲ့တကယ်ကျွန်တော်ပြန်တဲ့အခါပေါ့ဗျာအပေါ်ကနေ Exit လို့လို့မရပါဘူးဗျာဒါပေမဲ့ဒီ update ကနေကြည့်ရမယ်ဆိုရင်တော့အပေါ်ကနေ Exit လို့လို့ရတာဖြစ်ပါတယ်လေထီးလေးပါဖြွင့်မှာကိုကတော့ AC ီစဉ်လို့ရတာဖြစ်ပါတယ်ကလိုက်တာကတော့သူကလည်းသူအရှိပြိုင်မှာတနည်းအားကျသွားမှာဖြစ်ပါတယ်ဒီလိုမှကျွန်တော်အခုဖော်ပြပေးလိုက်တာတော့ PUBG Mobile ရဲ့ update version 4.1မှာတွေ့ရတဲ့ classic တွေနဲ့ပတ်သက်ပြီးမှအဓိကပြောင်းလဲမှုတွေကိုဖော်ပြပေးလိုက်တာဖြစ်ပါတယ်တခြား Metro Royale လို့ Home Note ပေါ်ပြတခြား Wari မှာကြည့်ရမယ်ဆိုရင်ပြောင်းလဲမှုတွေ feature အသစ်တွေတွေ့မြင်ရတာမျိုးရှိပါတယ်တကယ်ကျွန်တော်ရော်ဒီရဲ့ပြောင်းလဲမှုတွေ feature အသစ်တွေထဲမှာပဲကောင်းအောင်အကြိုက်ဆုံးလဲပေါ်ပြ comment မှာမျှဝေပေးသွားဖို့မမေ့ပါနဲ့လို့ကျွန်တော်ပြောလို့ပါတယ်ဗျာ ဒါဆိုရင်ကျွန်တော်လက်ရှိဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျာတကယ်ချင်းအားလုံးအနေနဲ့ဒီဗီဒီယိုလေးကိုနှစ်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျာအခုလိုဗီဒီယိုကြည့်ရှုပေးတဲ့တကယ်ချင်းအားလုံးကိုလည်းကျွန်တော်ထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျာ